အားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်တို့ဆက်လက်ပြီးလေ့လာမယ့်သင်ခန်းစာရဲ့ခေါင်းစဉ်ကကော့လီဖြစ်ပါတယ်ကော့လီဆိုတာကတော့ဒါကြောင့်မလို့လို့ဒါမလို့အဲ့လိုမျိုးစကားအဆက်ပေါ့နော်ဘယ်လိုနေရာမျိုးမှာသုံးလဲဆိုလို့ရှိရင်ကျွန်တော်တို့တွေစကားအကြောင်းအရင်းတစ်ခုခုကိုနောက်ထပ်အကျိုးတစ်ခုခုနဲ့ပြန်ပြီးဆက်ပြီးတော့သုံးတာပေါ့နော်အကြောင်းကိုပြန်ပြီးအကျိုးနဲ့ပြန်ဆက်ပြီးသုံးတာဒါကြောင့်မလို့ဒါဖြစ်တယ် အဲ့လိုမျိုးပုံစံမျိုးပေါ့နော်အကြောင်းတစ်ခုခုအကျိုးတစ်ခုနဲ့ပြန်ဆက်ပြီးတော့တုံးတဲ့စကားလုံးမျိုးပေါ့နော် color လို့ပေါ့နော်အတူပြောမယ်ဆိုရင် look စကားဆက်ပြီးပြောတဲ့စကားလုံးဖြစ်ပါတယ်မနေ့ကကျွန်တော်မေးထားတဲ့မေးခွန်းမှာဆိုလို့ရှိရင်ဖော်အဒဖက်ဖက်ဖော်အဒဖက်ဖက် ဖဲ့အတန်ထွက်ကတူတယောင်ယောင်ရှိရဒါပေမဲ့မတူဘာကြောင့်လဲဆိုတော့သူ့မှာတုံးထားတဲ့တရအကြောင်းပေါ့နော်တရကဒီမှာဆရာဣတန်တူတရဒီမှာဆရာဣတန်တူတရနှစ်မျိုးလုံးတန်တူတရကြီးပဲဒါပေမဲ့တရရဲ့အတန်ပုံအတန်ထွက်ပုံထွက်နေမတူတဲ့အခါကျတော့သူ့ရဲ့အတန်လေးကနည်းနည်းလေးတော့ကွဲသွားတယ်ပေါ့နော်ဒီကတော့ရှေ့ကတဝေထိုးပုံစံလေးပါတယ်ပေါ့နော်ဒီရှေ့ကဖိတ်မှားတယ်နောက်ကဖိတ်ဖိတ်ဆိုတာက ကျွန်တော်တို့ဆက်တဲ့အရာတောင်ပြောတာဖြစ်ပါတယ်ဒီကနေ့မှာတော့ကောလူသင်ခန်းစာကိုလေ့လာမယ်ဒီနေရာမှာဝါကျရေးထားတာပေါ့နော်အလုံများလို့လုံးရတာမမှီဘူးအလုံများတဲ့အကြောင်းကြောင့်လုံးရတာမမှီဘူးဆိုတဲ့အကျိုးတရားဖြစ်တယ်ပေါ့နော်အဲ့ဒါကိုဒီမှာကောလူဆိုတဲ့အကြောင်းနဲ့ဒီစာသားလေးနဲ့ဆက်ထားတယ်လို့မလို့ဒါကြောင့်မလို့ပေါ့နော် งานเยอะก็เลยทําไม่ทันဒီညမှာအတန်တူးတယောင်ယောင်ရှိတယ်เนาะ tham ပါဇက်ပိတ်တယ် might tan ထောအနော် tan งานเยอะก็เลยทําไม่ทันအလုံးများလို့လုံးရတာမမီဘူးရေးကြည့်မယ်ငောအာနောงานยอเอเยอะยอเอเยอะงานเยอะ ก็เลย ก็อไม้แต่งคูก็ รอเออยอเลย ก็เลย งานเยอะก็เลยอารมณ์ยาเดอ้หะไรจะาม่รู้ ทำไปจะไปไหม ทออำทำทำมอไอไม้ไม้เอกไม้ทออะนอทัน งานเยอะก็เลยทำไม่ทันอารมณ์ยาหรือเล่ยาละมัมีบู ဒီနေရာမှာဝါကြအများကြီးထည့်လို့ရတယ်။ဥမာထာမိတ်ထံထဲမှာထာမနေရာမှာပိုင်ထည့်မယ်ဆိုလို့ရှိရင်ဒီရှိရစကားလုံးတော့မပါဘူးပေါ့နော်။ပိုင်ထည့်မယ်ဆိုလို့ရှိရင်ဒါကပိုင်မိတ်ထံဆိုရင်တွားရတာမမီဘူးပေါ့နော်။နောက်ထပ်စာကြောင်းတစ်ခုကယာတိဥရုကောင်းတော့ယာတိဥရုကောင်းလို့ပြောလို့ရရယ်နော်။အပြင်ထွက်ပြီးတော့လမ်းလျှောက်တယ်။အာကတီ ก็เลยไปเดินเล่นอากาศดียาซีอุรุก็เนี่ยก็เลยไอ้อะไรจังไม่รู้อากาศดีก็เลยยาซีอุรุก็โลยาซีอุรุก็တော့ไปเดินเล่นအပြင်ထွက်ပြီးတော့လမ်းလျှောက်တယ်လမ်းသွားလျှောက်တယ်ဒီနေရာမှာအပြင်ထွက်ပြီးတော့ခန်းတော့ဆိုတဲ့ကအလုံးအတုံးနှုံမပါဘူးဒါပေမဲ့ဒီနေရာမှာအလိုလျောက်ကိုတော့ တည်နေတယ်ပေါ့နော်အာကာဒီကော့လူပိုင်ဒင်လင်းဆိုတာအပြင်ထွက်ပြီးလမ်းလျှောက်တယ်ဆိုပြီးတော့အလိုလျောက်ဘာသာပြန်လို့ရတယ်ပေါ့နော်ရေးကြည့်မယ် all r r ကော့အာဆော့ကအာကာဒီနေရာမှာဆော့ဆာလာကကျွန်တော်တို့ဒေါ်တဲ့အတက်ထဲမှာပါလို့ကော့အာဒေါ်ကာလို့ပဲအတန်ထွက်လို့ရတယ်အာကာ d.ed အာကာ d ရာသီဥတုကောင်းတယ် ก็เลยก่อไม้แต่งคูก็รอเออยอเลยก็เลย ไปปอไอไปเดินดอเออนอเดิน เล่นรอเอนอเล่นไม่เอ็ดเล่น อากาศดีก็เลยไปเดินเล่นยาสูดรุกาวลูอภิญทั่วปีรแลั้นชาวเด็กตีนียมาจินอรุสกาลีมัยายาบีถไม่ทัน แล้วยาดามันมีบูมาไม่ทำ လာရတာမမီဘူးပိုင်မိတ်ထန်တွားရတာမမီဘူးကင်မိတ်ထန်စားရတာမမီဘူးเนาะပိုင်တန်လင်းလမ်းလျှောက်တယ်လမ်းလျှောက်အာကသလုပ်တယ်လမ်းလျှောက်တာကိုပြောတာပေါ့เนาะဟုတ်ပြီဒီခဏရတော့ကျွန်တော်ဒီထဲမှာဝါကြအစားကြောင်းအနေနဲ့ကိုဝါကြကိုမေကုံမေးမယ်ပေါ့เนาะအဲ့ဒါကဘာလဲဆိုလို့ရှိရင်ဒီနေရာမှာဒီကောလူနဲ့ပတ်သက်တဲ့စကားအဆက်ပေါ့เนาะဒီရှေ့မှာဆိုကျွန်တော်ဒီအထက်อ่ะ ငန်ရဆိုတဲ့အရာကိုဖြတ်လိုက်မယ်တခြားစာကြောင်းအသာထိုးခြင်းပေါ့ထိုးခြင်းလို့ပေါ့နော်ပြီးတော့ time ဆိုတဲ့စကားလုံးအသုံးတော့ကိုဖြတ်လိုက်မယ်ဒီညမှာ call လို့နဲ့ my time ပဲကြံတော့မယ်ဟုတ်ပြီအဲ့ဒါကိုကျွန်တော်ရေးမယ်ဒီနေရာမှာ call လို့ထည့်မယ် ရှေ့ရစာကြောင်းစာကိုစုံပြအောင်ဒီမှာ call လေးထည့်မယ်ဒီ collect ထည့်မှာဒီရှေ့မှာအင်းပြီးတော့ my turn စကလုံးကိုထည့်လိုက်မယ် my my turn စကလုံးကိုဒီထဲမှာထည့်မယ်အဲ့တော့ဒီရှေ့ရဒီစကလုံး၃လုံးလေးနဲ့ကြားထဲမှာ call လေးနဲ့ဒီကြားထဲမှာနောက်မှာ my turn ပါရင်ဒီစကားရဲ့အတိတ်ပဲကဘာဖြစ်မလဲပေါ့နော်အားလုံးလည်းသိနိုင်မယ်လို့မျောလင်းနေပေါ့နော်သိလဲသိမှာပါ အားလုံးပဲဖြေဆိုနိုင်မယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ขอบคุณครับ